်မင်္ဂလာပါရှင်ဒီကနေ့စိတ်ဝင်စားစရာခေါင်းစဉ်တစ်ခုကို အတူတူလေ့လာကြည့်ကြအောင်အောင် Bitcoin နဲ့တူနောက်ွယ်ကနီးပညာ Blockchain နဲ့ကြောင်းပေါ့ဟုတ်ကဲ့အဲ့တော့စာသူရှိနဂါမော်တော်ရဲ့မူရင်းစာတင်ပြီးတော့ Forbes တို့ Investopedia တို့ကစောင်းပါတယ်နောက် Blockchain မိတ်ဆက် Presentation တစ်ခုအဲ့ဒါတွေကိုအခြေခံပြီးအဓိကကြတဲ့အချက်တွေကိုဆွေးနွေးသွားခြင်းပါလေကောက်ပါတယ်ဘာတွေတည်နေမလဲကြည့်ကြပါဟုတ်ကဲ့ ပထမဆုံးအနေနဲ့လေ Bitcoin ဆိုတာတကယ်တမ်းဘာကိုဆိုလိုတာပါလဲ။음အခြေခံအကြောင်းဆုံးပြောရရင်တော့ Satoshi ရဲ့စာတမ်းမှာဖော်ပြထားသလိုပဲ ban လို့အဲကြာကန့်အဖွဲ့အစည်းမလိုပဲ ਨੇ တယောက်ကနေတယောက်ကိုတက်ရိုက်ငွေလွှဲနိုင်တဲ့ electronics ငွေသားစနစ်တခုပေါ့ electronics ငွေသားစနစ်ဟုတ်ကဲ့ Forbes မှာလည်းဆိုထားသလိုရိုးရာဗန္ဒာရဲ့စနစ်တည်ရဲ့ချုပ်ကိုင်မှုကနေအဲ့ဒါမျိုးကနေ look in တယ်ပေါ့ဘဟုတ်ချုပ်ကိုင်မှုမရှိဘူးဟုတ် ကြားခါမလို့ဘူးဆိုတာကစိတ်ဝင်စားစရာပဲ။ဒါဆိုလက်ရှိစနစ်တွေမှာဘာပြဿနာရှိနေလို့ဒီကြားခါမလို့တဲ့စနစ်ကိုတီးထွင်ကိုလိုအပ်လာတာလဲ။ကောင်းတယ်မိကုံးပါပဲ။အဓိကပြဿနာကလည်းနကမုတ်တို့ရဲ့စာတမ်းမှာထောက်ပြထားသလိုလက်ရှိစနစ်တွေကယုံကြည်မှုပေါ်မှာအရှိခံလုံးနေတယ်။ယုံကြည်မှုဆိုတာပန်းနေကိုယုံရတာမျိုးလား။ဟုတ်တယ်။အဲ့ဒီကြားခါအဖွဲ့အစည်းကိုယုံကိုယုံရတယ်။ဒီယုံကြည်မှုကြောင့်ပဲငွေလွှဲတာတွေ နောက်ပြန်ဆုတ်လို့ရတာမျိုးစရေးဆက်ကများတာမျိုးတွေဖြစ်လာတယ်။နောက်ပြီးဟို presentation မှာလည်းပြောထားတယ်။ဒီကြားခံလိုအပ်မှုနဲ့ယုံကြည်မှုပြဿနာပေါ့။ဟုတ်ကဲ့။အရေးကြီးဆုံးကဘာလဲဆိုတော့ digital ငွေကြေးမှာအလွယ်တကူဖြစ်သွားနိုင်တဲ့ငွေကိုနှခါသုံးချင်းဆိုတဲ့ double spending ပြဿနာ။အဲ့ဒါကိုဘလို့တားဆီးမလဲဆိုတာကအဓိကစိန်ခေါ်မှုပဲ။ဟုတ်ပြီ။အဲ့ဒီ double spending ပြဿနာအဲ့ဒါကို bitcoin ကဘလို့ဖြစ်ရှင်းသွားတာလဲ။ အဲ့ဒီမှာ blockchain နည်းပညာကပါလာလားလားတိတိကျကျပါပဲ blockchain ဆိုတာက bitcoin ရဲ့အတိုင်းနှလုံးပဲလို့ပြောလို့ရတယ်ဟင်းရင်းမြစ်ဒီအလုံးမှာဖော်ပြထားတာပဲသူကငွေလွှမ်းမတန်းတဲ့အကောင်လုံးကိုမှတ်သားထားတဲ့ digital စာရင်းကြီးတစ်ခုပေါ့ ledger ပါလေစာရင်းကြီးဟုတ်တယ်ငွေလွှမ်းမှုတွေကို block ဆိုတဲ့အစုလေးတွေထည့်တယ်ပြီးရင် block တစ်ခုချင်းစီကို cryptographic hash ဆိုတဲ့နည်းပညာသုံးပြီးရှင်းတဲ့နောက်တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတယ် hash ဆိုတာကဘယ်လိုမျိုးလဲအဲ့လာကဘယ်လိုပြောမလဲ block tag ကအချက်လက်တွေရဲ့ digital လက်ပွေရလို့ပဲအချက်လက်နည်းနည်းလေးပြောင်းလိုက်တာနဲ့အဲ့ဒီ hash တန်ဖို့လက်ပွေရကလုံးဝပြောင်းသွားရောဆိုတော့နောက်ကြောင့်ပြန်ပြင်ဖို့လိန်ဖို့အရခက်သွားတယ်ဩဟုတ်ပြီဟုတ်ပြီဟုတ်ပြီးတော့ anti red presentation မှာပြောသလိုဒါကိုဖြန့်ဝေထားတဲ့စာရင် distributed ledger လို့ခေါ်တယ်ဆိုလိုတာက ီဆိုင်ကိုကိုညက်ထက်ကလူတိုင်းစီမှာမစ်တူတဆုံစီရှိနေတာလူတိုင်းစီမှာဆိုင်မစ်တူရှိမယ် blog တွေကိုလည်း hash နဲ့ချိန်ထားတော့လုံးချုံအောင်ရှိမပုံပဲဒါပေမဲ့ blog အထစ်တွေကိုဘသူကဘလိုပုံစံနဲ့ထက်ထဲတာလဲအဲ့ဒါက proof of work ဆိုတာနဲ့ဆိုင်သလားဟုတ်ပါတယ်အဲ့ဒါ proof of work POW ပါတယ် Nakamoto your forbes မှာတော့ရှင်းပြထားတယ်လို့အဲ့ဒါက computer ဆိုတာ CPU power အများကြီးသုံးပြီးတော့ရှုပ်ထွေးတဲ့သင်္ချာပို့စာတစ်ခုကို ကွက်ညက်ထဲကလူတွေကအပြိုင်အဆိုင်ဖြေရှင်းရတာတင်ချဖို့စာဟုတ်တယ်အရင်ဆုံးဖြေရှင်းနိုင်တဲ့သူကအဲ့ဒီအချိန်အတွင်းဖြစ်ခဲ့တဲ့ငွေလွှဲမှုတွေကိုအတည်ပြုခွင့်ရတယ်ပြီးတော့နောက်ထပ် block တစ်ခုကိုအဲ့ဒီ blockchain တန်ကြိုမှာဆက်ပြီးချိတ်ဆက်ခွင့်ရသွားတယ်နာကာမိုတိုကဒါကို 1CP 1 vote ဆိုပြီး nine shin ထားတယ်အင်းတကယ် computer ဆောင်းအောင်တဲ့အချိန်ငွေကုန်ကြေးကြချံပြီးလုပ်ရတာဖြစ်လို့လင်းလေပြီး block ထထည့်ခို့ဆိုတာမလွယ်ဘူးစရင်အရင်ကြည့်တယ် ဒါကြောင့်လုံခြုံတယ်လို့ပြောနိုင်တယ်။နာကာမူရိုပြောသလိုပဲပေါ့။ကိုညက်တဲ့က CPU စွမ်းအားအများစုကရိုးထားတဲ့သူတွေလက်ထက်မှာရှိနေတွေ့အရှိဆုံးဆက်ထားတဲ့ blockchain ကအမှန်ကန်ဆုံးဖြစ်ပြီးစနစ်ကလုံခြုံနေမှာပဲ။ဟုတ်ကဲ့။ဒါက Forbes မှာဖော်ပြတဲ့တခြား proof of stake POS လို့စနစ်တင်တဲ့ကွာခြားတဲ့အဓိကချက်တစ်ခုပေါ့။ဒီလိုကွန်ပျူတာစွမ်းအားတွေအများကြီးသုံးပြီးအပြင်းဆိုင်ပုံစံတွေဖြည့်ရှင်းနေတဲ့သူတွေကဘာအကျိုးအမြတ်ရလို့လဲ။ဘာကြောင့်ဒီလိုလုပ်နေကြတာလဲ။သူတို့ကို miner တွေလို့ခေါ်တယ်လေ။ နကာမူရိုနဲ့ force မှာရှင်းပြထားသလိုပေါ့သူတို့တွေမလုံးကအဓိကနှစ်ခုရှိတယ်ဟုတ်ကဲ့ပထမတစ်ခုက block အသစ်တစ်ခုကိုအောင်းအောင်းမြင်းမြင်း fan တီးနိုင်ခဲ့ရင်စုအနေနဲ့ bitcoin အသစ်ရတယ်ရွှေတွင်းတူးဓမ္မတွေရွှေရှာတွေ့တယ်လို့ပေါ့အော်စုကျင်းငွေလိုမျိုးဟုတ်တယ်စုကျေး bitcoin ပေါ့ဒုတိယကတော့လူတွေ bitcoin လွှဲတဲ့အခါပေးရတဲ့ငွေလွှဲကအယောင်းဝယ်အခင်းငွေအနည်းငယ်စီကိုလည်းသူတို့က စုပေါင်းရရှိကြတယ်ဒါကြောင့် mining လုပ်ဖို့အပြိုင်ဆိုင်စူးစမ်းကြတာ ီးတော့ Forbes မှာဖော်ပြထားတာရှိသေးတယ်။ Bitcoin အရေးအတွက်ကို21 million မရှိအောင်ကန့်တတ်ထားတယ်။ဟုတ်တယ်ကြားဘူးတယ်။ပြီးတော့ Harving ဆိုတဲ့ဖြစ်စဉ်ရှိသေးတယ်။အဲ့ဒါက Linux တစ်ကြိမ်လောက်မှာ block တစ်ခု fund လို့ရတဲ့စုကြွေး Bitcoin အရေးအတွက်ကတဝက်ယော့သွားတာ။ဒါကရှားပါမှုကိုထင်ချုပ်ဖို့ပေါ့။အော်စိတ်ဝင်စားစရာပဲဒါဆို21 ten ကန့်တဲ့ချက်ရှားပါမှုကြားကမလို့ဓာတ်ရီအပြင် Bitcoin မှာတခြားဘလို့ထူးခြားတဲ့လက္ခဏာတွေရှိတယ်လေလက်တွေမှာတော့ဘလို့အတွန်းဝင်နေပြီလဲ Forbes မှာကောင်းကောင်းစုစည်းဖော်ပြထားတာရှိပါတယ်အဓိကလက္ခဏာတွေကတော့ဗဟုချုပ်ကင်မှုလုံးဝမရှိဘူး digital ဖြစ်လို့ကြာရှည်ခံတယ်ပစ္စည်းမတော်ဘူးကမ္ဘာဘေးနားကိုမစိုးအလွဲတကူတည်တွားလို့ရတယ်อืมဟုတ်သေးငယ်တဲ့ပမာဏအထိခွဲချန်းသုံးဆွဲလို့ရတယ်ငွေလွှဲတိုင်းကိုလူတိုင်းဝင်စစ်စစ်ကြည့်ရှုနိုင်တယ် အဲ့ဒီ27တန်ကန်တဲ့ချက်ကြောင့်ရှားပါတယ်။နောက်ပြီးဘယ်အစိုးရဘယ်အဖွဲ့အစည်းကမှစင်စာဖြတ်တောက်လို့မရဘူးတားဆီးလို့မရဘူးပေါ့။ဟုတ်ကဲ့။လက်တွေ့အတုံးဝင်ပုံကတော့ပထမဆုံး digital ငွေကြေးပေါ့။အထူးသဖြင့် lightning network လို့အလွာတူနီးပညာတွေကြောင့်ပုံမြန်ပိုတက်တာတဲ့ငွေပေးချေမှုတွေလုပ်လာနိုင်တယ်။နောက်ပြီးတချို့ကတန်ဖိုးတူလောင်ရ store of value အဖြစ် ရှုမြင်ကြတယ်။ရွှေလိုမျိုးပေါ့။ငွေကြေးဖောင်းပွမှုကိုကာကွယ်ဖို့တုံးကြတယ်။အဲရွှေ digital လိုမျိုး အဲ့လိုတဘုံမျိုးပေါ့နောက်ပြီး NTPR တိကထောက်ပြတယ်လို့နေဆက်ဖြတ်ကျော်ငွေလွှဲတယ်မှာလဲကြားခံနေနေတော့မြန်နေစီရိတ်တက်တာစေတယ်လို့ဆိုပဲကောင်းတာတွေတော့အများကြီးပဲဒါမှလေဝေဖမှုတွေစိန်ခေါ်မှုတွေလည်းအများကြီးကြားနေတော့ပဲနော်ဈေးအရန်အတက်အကြာကျန်းတာမျိုးတို့ပကောရှင်ကိုချိခိုက်တယ်ဆိုတာမျိုးတွေရောအဲ့ဒါတွေကတော့ဘလို့ရှိလဲမှန်ပါတယ်အဓိကစိန်ခေါ်မှုတွေရှိနေတော့မှာပဲဈေးနှုန်းအတက်အကြာကျန်းတာ volatility ကတော့ Forbes မှာဆိုထားတယ်လို့အတက်အဆန်းစေးကွက်တစ်ခုရဲ့ တဘာဝခင်နိုင်တယ်လို့ရှုမြင်ကြတယ်ဟုတ်ကဲ့နောက်တစ်ခုကစီမင်းစီကမရေရာမှု regulatory concerns ပေါ့ဒါကနိုင်ငံအလိုက်တွတ်တော့ကွဲပြားနေတယ်ကြေရုပ်လိုမျိုးလုံးဝ big bender ရှိသလို El Salvador လိုကြေရောက်ဝင်ငွေကြေးဖြစ်သတ်မှတ်တာ US လို currency commodity ဖြစ်သတ်မှတ်တာမျိုးတွေကွာခြားနေတယ်อืมရှုပ်ထွေးမှုတွေတော့ရှိနေတုံးပဲဟုတ်တယ်နောက်ပြီးပဝင်းတစ်တရောင်မှု environmental impact ကလည်းတော်တော်လေးငင်းခုန်နေရတာအကြောင်းရပါပဲ proof of work mining ကစွိုင်းရင်တုံးဆွဲမှုများတာတော့မှန်ပဲဒါပေမဲ့ Forbes မှာပဲဆွေးနွေးထားတာက miner တွေဟာအမြတ်အဆုံးရဖွယ်အတွက်စိတ်အတန်လာဆုံးစွိုင်းရင်ကိုရှာဖွေလေးရှိကြတယ်။ Oh ဆိုတော့အဲ့ဒါကြောင့်ပြန်လည်ပြီးဖြုတ်မဲ့စွိုင်းရင်ဒါမှမဟုတ်တခြားနေရာမှာ တုံးမဝင်မဲ့ပိုလျံနေတဲ့စွိုင်းရင်တွေကိုတုံးဆွဲဖို့ဆိုတော့မှမလုံးရှိတယ်ဆိုတဲ့အမြင်လည်းရှိပါတယ်ဗျာ။ဟုတ်ပြီဟုတ်ပြီ။ဒါဆိုရင်ဒီ blockchain ဤပညာဟာ bitcoin အတွက်ပဲတီးတန့်လားဒါမှမဟုတ်တခြားနေရာတွေမှာလည်းတုံးလို့ရနိုင်သေးလား။ ဒါရန်အရေးကြီးတဲ့အချက်ပါ blockchain နည်းပညာဟာ bitcoin တခုတည်းအတွက်မဟုတ်ပါဘူး bitcoin ဒါအများကြီးပိုကျေပြန့်ပါတယ် ndbr presentation မှာဒီကြောင်းကောင်းကောင်းရှင်းပြထားတယ်ဟုတ်ကဲ့ဒီလိုဖြန့်ဝေကြတဲ့ပြန်လုံးမရတဲ့ပွင့်လင်းမြင်သားတဲ့ science ရာနည်းပညာဟာတခြားနယ်ပယ်တွေမှာလည်းတော်လန်ရေးအဆန့်တဲ့ဖြောင်းလဲမှုတွေယူဆောင်လာနိုင်တဲ့အလားအလာအများကြီးရှိတယ်ဥပမာဘယ်လိုမျိုးတွေလဲဥပမာပြောရရင်ဘန်ဒါရေးမှာငွေလွှဲတာပြင်တခြားလုံခြုံရေးစင်တယ် ွန်ဗီစီရဲ့ထောက်ပံ့ရေးကွန်ဆက် supply chain ကိုခြေရခန္ဓာမျိုး IoT PC တွေကြာလုံခြုံတဲ့ဆက်တွယ်မှုတွေမဲပေးတဲ့စနစ်တွေဂျမအိမ်မတန်းတွေကိုလုံလုံခြုံခြုံတင်စီတာစသဖြင့်အများကြီးပဲသုံးလို့ရနိုင်တယ်။ဩအသုံးဝင်ပုံတွေကများတာပဲ။ဟုတ်တယ်။ Ethereum လို့ platform တွေဆိုရင် smart contracts လို့ခေါ်တဲ့ကြားခံလူမလို့ပဲသဘောတူညီချက်တွေကိုအလိုအလျောက် account ထဲပို့ပေးနိုင်တဲ့ program တွေကို blockchain ပေါ်မှာတည်ဆောက်ခွင့်ပေးတယ်။ Hyperledger ကတော့လုပ်ငန်းသုံးအတွက်အထူးပြုထားတဲ့ framework ပေါ့။ Mm. Blockchain အမျိုးအစားဒီအနေနဲ့လဲ public ဆိုတာ Bitcoin လို လူတိုင်းပါဝင်နိုင်တာ private ကအဖွဲ့အစည်းတကူတည်းသုံးတာ consortium ကတော့အဖွဲ့အစည်းအများပြားစုပေါင်းသုံးတာဆိုပြီးခွဲပြပါသေးတယ်။ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးချုပ်ရရင် Bitcoin ဆိုတာကယုံကြည်မှုပြည်တနာကို blockchain နည်းပညာနဲ့ဖြည့်ရှင်းပြီး ကြားကမလို့တဲ့ဘိုလ်ချုပ်ကင်မှုကင်းမဲ့ digital ငွေကြေးစနစ်တစ်ခုပေါ့နော်ဟုတ်ပါတယ်ပြီးတော့ blockchain ဤပညာကိုတိုင်ကလည်းငွေကြေးလောကအကင်းဘတ်မှာပါအတုံးဝင်နိုင်ကြီးအများကြီးရှိနေတယ်ဆိုတာကိုလည်းသိရတယ် Forbes မှာတုံးတက်ထားသလိုဒီနည်းပညာတွေကအနာဂတ်လူအဖွဲ့အစည်းကိုပုံဖော်ရမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်လာနိုင်ခြေရှိတယ်လို့ဆိုနိုင်မလားပဲအဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့လာမယ့်၁၀နှစ်လောက်အတွင်းမှာပေါ့ Bitcoin နဲ့ blockchain ရဲ့ဘယ်လိုသယုတ်မှုမျိုးကကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေအပေါ်မှာအပြောင်းအလဲအကြီးအမားဆုံးဖြစ်စေနိုင်မယ်လို့ထင်ပါတယ်လေ။အဲဒီမိကုံးလေးနဲ့ပဲဒီနေ့အတွက်ညီကုံးထုတ်လိုက်ကြရအောင်။ဟုတ်ကဲ့ပါစဉ်းစားစရာမိကုံးလေးပါပဲ။ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်။